အပိုင်းနှစ်ထပ်မံရောက်ရှိလို့လာပါပြီ။ညီညီပြန်လာတဲ့ချိန်မှာတော့သူ့မွေးစားဖေကသူ့စီမြင်မြန်သွားပြီးသူ့နေရန်ဘလို့နေထိုင်စားတော့နေရလဲမင်းမြန်ပါတယ်။ဘလို့လဲကွာမင်းနေရတာအဆင်ပြေရဲ့လား။မင်းအမရောအနိုင်ကျင့်သေးလား။အနိုင်မကျင့်မအောင်တထေအမသဘောကောင်းပါတယ်။စားကောင်းတော့ဖွယ်ရှိနေကြွေးပါတယ်။ညီညီတယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ဖြေလိုက်ပေမဲ့တထေကတော့တိတ်မယုံပါဘူး။ငါကြားတာတော့မင်းအလုတ်ထွက်လို့ညာဆိုပေမန်းအောင်ဘာလို့ထွက်လို့ညာလဲကွာ။ ။သွားတာလည်းအဝေးပဲ။နောက်ထပ်မသွားတော့နော်။ပတ်စံလို့ခြံထဲဆွင့်ပြောငါမင်းကိုပေးမယ်။မပေးမှန်းပါဦးဗျာ။ကျွန်တော်ကအိမ်ကသုံးစီလေးချွေတာချင်တာပါ။အိမ်မှာလည်းအလကားနေရတာပြင်းတယ်လေ။ဘယ်ကအလကားနေမှာလဲ။ငါလည်းမင်းကိုအလုပ်တွေကူခိုင်းတာပဲလေ။အဲ့ဒါမင်းအလုပ်ပဲ။မင်းအလုပ်ပြီးသွားရင်သွားဆော့ဖို့။ဒါဆိုဒီလိုလုပ်လေ။ငါမင်းကိုဖုန်းတစ်လုံးဝယ်ပေးမယ်။ပတ်စံလို့တဲ့အချိန်ကျငါ့ကိုဖုန်းဆက်လိုက်လို့ရတာပေါ့။လူရင်ပြောနော်။ငါရဲ့ driver ကိုလာပို့ပေးခန်းလိုက်မယ်။အလုပ်ရှုပ်ခတ်မနေပါနဲ့တတိယရဲ့ တထေရကျွန်တော်အသက်ကိုကယ်ထားတာနဲ့တင်ကျေးဇူးကြီးလာပါပဲအဲ့လိုမပြောပါနဲ့ကွာငါမင်းကိုငါရဲ့မိသားစုဝင်လို့ပဲသဘောထားပါတယ်နောက်နေ့မနက်မှာတော့တထေရအလုတ်ကိစ္စကြောင့်မြို့ပေါ်ပြန်သွားတယ်လမ်းတစ်ဝက်မှာကားပြတ်သွားတဲ့အတွက်အိမ်ပြန်လာပြီးလူခေါ်ကပြန်သွားပြင်ခန့်ရပါတယ်သူအိမ်ပြန်ရောက်လာတဲ့အချိန်မှာမထေမတ်ထားတဲ့မြင်ကွင်းကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့မိမဖြစ်သူကညီညီကိုအလုတ်ကျန်းတွေခိုင်းနေတာတွေ့လိုက်လို့စိတ်ပူပြီးညီညီစီအမြန်ပြေးသွားလိုက်တယ်ညီညီ မင်းအမမင်းကိုအမြဲတမ်းတီလို့ပဲအလုတ်ကျန်းတွေခိုင်းညာလားဘာလို့ငါမပြောတာလဲကွာပါအလုတ်ကျန်းလဲတီတိုင်းအိမ်မှာအလကားနေပြီးဘာမှမလုပ်တော့ဘူးလားနည်းနည်းပါးပါးခိုင်းအောင်မပေါ့ရှင်မင်းမငါ့ကိုပြန်လာပြောနေသေးတယ်မင်းတီလို့လူဖြစ်မယ်လို့ငါထင်တော့မထင်ထားကွာသူ့လိုစင်ရဲသားကောင်ကဒီလုတ်လောက်တော့အေးဆေးပါ သူများစီထမင်းသွားတောင်းဆိုင်တာမှသူအဲ့ဒီထက်ပိုပင်မှန်းမှာမင်းမရဲ့မင်းရဲ့စိတ်တက်တွေကအောက်တန်းကြလာချီလားကွာဒီမှာရှင်သူ့အလောက်တောင်ကာကွယ်ပေးနေလဲ သူ့တယောက်တည်းပဲဆက်ပြီးမွေးစားထားလိုက်။ကျမတော့အမေနဲ့သွားနေတော့မယ်။လင်မယားနှစ်ယောက်သားကြီးကြီးကျယ်ကျယ်စကားများကြတယ်။လင်မယားတွေကွဲကြကွာကြတဲ့ထိဖြစ်လာလို့ညီညီတယောက်တားထားရပါတယ်။အကိုနဲ့အမတို့ရမဖြစ်ကြပါနဲ့တော့ဗျာ။ပြေတနာကျွန်တော်ကြောင့်ဖြစ်လာတာဆိုတော့ကျွန်တော်ပဲအိမ်ကနေထွက်သွားပါမယ်။မလို့ညီညီဒီကနေထွက်သွားစရာမလို့။မင်းဒီကနေထွက်သွားတယ်ဆိုရင်မင်းဘယ်မှာသွားနေမှာလဲကွာ။မင်းမှာဆွေမရှိမျိုးမရှိနဲ့။ကျွန်တော်ကြောင့်အကိုနဲ့အမကိုစကားမများဆက်ချင်မို့ဗျာ။ ညီညီမင်းပဲကိုမသွားစရာမလိုငါမင်းကိုအိမ်အစ်တစ်လုံးစောက်ပေးမယ်အဲ့ဒီမှာနေမင်းအမမျက်နှာကိုလာပြီးတော့ကြည့်စရာမလိုသူ့ကိုအိမ်စောက်ပေးမယ်ဆိုရင်ကျမကိုကွာရှင်ပေးကျမမိဘအိမ်မှာပဲသွားနေမယ်ရှင်ပါသားရှင်ရဲ့မွေးစားသားနဲ့နေခဲ့အခုကျွန်တော်အိမ်စောက်ပေးစရာမလိုပါဘူးဗျာကျွန်တော်လည်းဒီအိမ်ကနေထွက်မသွားအောင်ဒီမှာနေလဲရပါတယ်ဘာမှမဖြစ်ပါဘူးဗျာအလှကြားလိုက်တဲ့အချိန်မှာတထိန်မကသူ့အနံ့ရသွားတဲ့အတွက်ကြိတ်ပျော်နေပါတယ်ကောင်းပြီလေ မင်းကညီညီအတွက်အိမ်မဆောက်ပေးစေချင်မို့ဆိုရင်အခုအားစပြီးသူ့အလုပ်ကျန်းတွေမခိုင်းပါနဲ့သူ့တနာပါအောင်ကွာသူ့ဘဝမွေးလာတဲ့ရခက်ခဲလာတာလုံလောက်ပါပြီကွာကောင်းပြီလေသူ့အလုပ်တွေမခိုင်းစေချင်မို့ဆိုရင် သူစားဖို့တောက်ဖို့အတွက်ကိုကိုကိုအလုပ်လုပ်ပြီးရှာစားခိုင်းလေပြီးတော့ကျမပါရေဖို့မိဖို့ပဲမဟုတ်လို့တော့ခိုင်းနေအောင်ပါပဲတတိယသူ့မိန်းမရဲ့စကားကိုကြားတော့တော်တော်လေးကိုအံ့ဩသွားတယ်သူတဘဝလုံးတူတူနေလာတဲ့မိမကား အလောက်တောင်မှစိတ်တဲ့ရုံညံ့လိမ့်မယ်လို့ထင်တော်မထားပါဘူး။သူလည်းရွေးချယ်စရာမရှိတဲ့အတွက်ညီညီကိုအလုပ်ပဲလှုပ်ခမ်းလိုက်ရပါတယ်။ရှားတယ်လေ။ငါညီညီကိုငါအလုပ်မှာခေါ်ခိုင်းမယ်။သူငါနဲ့အတူတူသွားအတူတူလာလှုပ်ရမယ်။မရပါဘူး။သူ့ဘာသာသူအလုပ်ထွက်ရှာပါစေ။ဘသူမှကူညီပေးစရာမလိုသူ့ဟာသူရှာပေါ့။ဒီလိုမှမဟုတ်လဲအိမ်ကနေမောင်းထုတ်လိုက်။မမောင်းထုတ်ရင်လည်းကျမကိုယ်တိုင်အိမ်ပေါ်ကနေဆင်းမယ်။တထေးလည်းဆက်မပြောချင်တော့တာနဲ့မိမသဘောအတိုင်းပဲလှုပ်လိုက်ရပါတယ်။ မင်းရရလားကွာညင်ညင်မင်းတခါမှလုံးမလုပ်ဘူးတော့ခက်ခဲနေမှာပေါ့ရှားပါရဲ့ဗျာကျွန်တော်လုံနိုင်ပါတယ်မင်းမလုံနိုင်ဘူးဆိုရင်ပြောနော်အကိုကြီးမင်းကိုမြို့ထဲမှာလာခေါ်ပေးမယ်ဒီလိုလူနဲ့လည်းထက်တွေ့ဆရာမလိုတော့ဘူးဒီနောက်မှာညင်ညင်တယောက်နေ့တိုင်းအလုပ်ထွက်လုပ်ကသက်ဆန်တချို့ရလာတယ်တထိမအောင်တဝက်ခွဲပေးတာတောင်သူကနဲတဲ့ပြောနေသေးတယ်ညင်ညင်အလုပ်သွားတဲ့ချိန်သူအိတ်ရတဲ့ဝင်သွားပြီးသက်ဆန်အကုန်ခိုးယူဖို့ကြံစီတယ်ညင်ညင်အလုပ်ကနေပြန်လာတဲ့ချိန် သူသိမ်းထားတဲ့ပတ်စံလာရှာတော့မရှိတော့တဲ့အတွက်တထေးမရဲ့လက်ချက်ဆိုတာကိုသိနေပေမဲ့သူဘာမှမပြောပါဘူး။ညီညီနင်ကဒီနေ့အလုပ်မသွားဘူးလား။ဟုတ်ကဲ့ဒီနေ့အလုပ်နားရက်မလို့ပါမနဲ့ပြန်တော့သွားမှာပါအမ။အားနေတော်များအိမ်အလုပ်လေးပါလေမကူဘူး။ကိုယ့်အောက်ကိုပတ်စံရှာနိုင်တယ်ဆိုပြီးဘာမှမလုပ်ချင်တော့ပေါ့လေ။အမကျွန်တော်ဘာခိုင်းစရာရှိလို့လဲ။အိမ်အလုပ်တွေမှအများကြီးပဲကြည့်ပြီးတော့သွားလို့လေ။ဒီနေ့ကုန်ဒီချက်နဲ့ပဲနေတော့မှာလား။ ဟုတ်ကဲ့ကျွန်တော်သွားလုပ်လိုက်ပါမယ်။ရှက်တွေကြာလာတော့သူ့ချက်ဦးကဥဥလာတယ်။ထူးဆန်းနာကဦးကရွှေဥဖြစ်နေတာပါ။ညီညီလည်းအဲ့လိုမြင်တော့ဝမ်းသာသွားပြီးရွှေဥကိုတထေးကိုသွားပေးလိုက်ပါတယ်။ချက်ကမင်းချက်ပဲကွာ။ဥလာတော့လည်းမင်းရဲ့ဥပဲပေါ့။သိမ်းထားလိုက်ပါကွာ။ဒါမျိုးဟန်ရှားတယ်။ဒါပေမဲ့ကျွန်တော်တထေးကိုပေးချင်တာ။တထေးကကျွန်တော်ပေါ်မှာကျေးဇူးအများရှိရတဲ့အတွက်တထေးကိုလက်ဆောင်နေနဲ့ပေးချင်တာပါတထေးပဲတင်ထားပေးပါနော်ညီညီ啊 ငါမင်းစီယာနဲ့ဘာမှမလုပ်ချင်ပါဘူးဒီလိုတံမိုးကြီးပြစ်စီကိုငါလက်မခံနိုင်ဘူးကွာကျမမင်းတို့ဥပေးထားတာပဲကွာမင်းတေချာတိန်းထားမယ်ရွှေဦးကတံမိုးကြီးတဲ့အတွက်တထေးကလက်မခံပါဘူးဒါပေမဲ့တထေးမတော့တွေ့တာနဲ့ချက်ချင်းလို့ချင်သွားတယ်ဒီလိုတံမိုးကြီးပြစ်စီကနင်းနဲ့မထိုက်တန်ပါဘူးငါ့လိုကုန်တီရှိတဲ့သူနဲ့ပဲထိုက်တန်တာနင်းမှတ်ထားကျက်ကရွှေဦးထက်ဥခဲ့တယ်ဆိုရင်ငါ့ကိုလာပေးရမယ်တယောက်တည်းတိန်းထားလို့ကတော့နင့်ကျက်ကိုတတ်ပြစ်မှာနော်ဒီမှာမိမရာ က်ကလည်းညင်ညစ်ချက်ဥကလည်းသူ့ရဲ့ဥပဲသူ့ဘာသာသူပေးချင်တဲ့သူပေးမယ်မပေးချင်နေမယ်သူကိုယ်တိုင်ချက်ကိုငင်းငယ်တည်းမွေးလာတာလေဘယ်ဟာသူ့ချက်လဲကျမတို့အိမ်ကထမင်းကိုစားတာပဲလေဒီအိမ်ထဲကဆန်ချောင်းသူကကြီးလာပြီးတော့ရွှေဥကိုဥလာတာသူသာထမင်းမစားရရင်ရွှေဥပဲဥလာနိုင်မှာလေအဲ့လိုကြားလိုက်တဲ့အချိန်မှာတထေးကဘာမှပြောချင်စိတ်ကိုမရှိတော့ပါဘူးဒီလိုနဲ့တရက်မှာတထေးမကညင်ကြီးရဲ့ရွှေချက်ဥကိုယူပြီးသွားရောက်နေညင်ကြီးရဲ့ရွှေချက်ဥကဈေးအမြင့်ဆုံးရတဲ့အတွက် တထိမလည်းလောဘတွေကြီးပြီးအဲ့ဒီပတ်စံတွေနဲ့လောင်းကစားသွားလို့တဲ့ဒီလိုနဲ့ပဲတထိမကညင်ကြီးရွှေကြုပ်ကိုယူလိုက်သွားရောက်လိုက်လောင်းကစားလှုပ်လိုက်နဲ့ခြာလက်ပတ်လဲနေပါတယ်နောက်ဆုံးမှာတော့လောင်းကစားလှုပ်ရတာကိုဆွဲလန်းလာပြီးပတ်စံတွေမရှိတော့တဲ့အခါလောင်းကစားဆိုင်ပိုင်ရှင်မှာပတ်စံတွေချီတယ်ထပ်ပြီးတော့လောင်းကစားတွေလှုပ်တယ်နောက်ဆုံးမှာတော့အကျွေးတွေပတ်လဲဝိုင်းလာတဲ့အထိပဲဒီနောက်မှာတော့အိမ်ပြန်လာပြီး ညင်ညီအလုတ်သွားတဲ့ချိန်မှာညင်ညီကရွှေဥရေကိုဖတ်ထားလောက်တဲ့ထင်နဲ့သူ့အိယာထဲဝင်ရှာခဲ့တယ်။မတွေ့တော့တဲ့အစုံမကောင်းတဲ့အကြံစီတွေထွက်လာပါတယ်။ညင်ညီချက်ကနေတိုင်းရွှေဥရေဥနေတာဆိုတော့သူ့ပိုက်ထဲမှာရွှေတွေပြည့်နေလောက်တယ်။တထေမာကလောဘစောတွေတက်လာပြီးညင်ညီချက်ကိုပိုက်ထဲကဥရေယူဖို့တပ်ပစ်လိုက်ပါတယ်။ဒါပေမဲ့သူ့ချက်ကိုတပ်ပြီးပိုက်ခွဲလိုက်တဲ့ချိန်မှာတာမန်အိမ်ချက်လိုပါပဲ။အဲ့ဒီအချိန်မှာသူထင်ထားသလိုရွှေမရတဲ့အတွက်စိတ်တို့ပြီးကြက်ကိုမီးခင်လိုက်ပါတယ် ညီညီတယောက်အလုတ်ကနေပြန်လာတဲ့ချိန်မှာစိတ်ထဲမှာမတင်ကြတာနဲ့သူ့ချက်ကိုသွားရှာကြည့်ရဲသူ့ချက်ကိုမတွေ့တာနဲ့တထေးမကိုသွားမေးပါတယ်မရှိတော့ဘူးနှင်းချက်မရှိတော့ဘူးငါသူ့ပိုက်ထက်ရွှေယူမလို့ခွဲလိုက်တာဘာမှမရှိဘူးနှင်းချက်ကတာမန်ချက်ပဲအမရဲ့ဘာလို့ဒီလောက်တောင်မှရက်ဆက်ရတာလဲတထေးမရဲ့ဖြေကြောင့်ညီညီတယောက်တတော်လေးကိုဝမ်းနေသွားတယ်ဒါပေမဲ့သူ့ဘာမှမပြောရဲပါဘူးသူ့ရဲ့တကောင်နေတော့အဖော်ကတသက်လုံးပြန်မလာနိုင်တော့ပဲသိသွားခဲ့တဲ့အတွက် တယောက်တည်းဝမ်းနေစွာအော်ဟစ်ငိုကြွေးနေပါတယ်။တတိပြန်လာပြီးဖြေချောင်းကုံစင်နေသည့်တော့ဒေါသတကြီးနဲ့မိမဖြစ်သူကိုတွားပြီးပြောဆိုတယ်။ကျက်လေးတကောင်ထဲနဲ့ဘာတွေအလောက်တောင်ဖြစ်ပြက်နေရလဲ။ကျက်လေးတကောင်သေးတာဘာမှအလောက်ထိနားနေစရာမလိုဘူး။မကျေနပ်အိမ်ထဲနဲ့ထွက်သွားခိုင်းလိုက်။ညီညီတောင်အလွတ်ကြားလိုက်တဲ့ချိန်မှာတော့အိမ်ထဲဝင်လာပြီးကျွန်တော်ကဒီအိမ်ရဲ့ရှုပ်ထုပ်ဒီအိမ်ရဲ့ပြဿနာကောင်းဆိုတော့ကျွန်တော်ကိုယ်တိုင်ထွက်သွားပါမယ်။တတိမှစိတ်ညစ်နေစရာမလိုတော့ပါဘူးဗျာ။ အရာရာတိုင်းအတွက်ကျေစွတ်တက်ပါတယ်။မရပါဘူးညီညီ။မင်းတီမှာပဲနေရမှာ။ဘယ်မှမသွားစရာမလိုဘူး။မင်းကငါမွေးစားထားတဲ့ငါရဲ့ညီပဲ။မင်းကငါဘေးမှာသွားခွင့်မပေးနိုင်ဘူး။ငါမင်းကိုအိမ်သစ်တစ်လုံးစောက်ပေးမယ်။ဒီလိုစိတ်သက်အောက်တန်းကြတဲ့သူနဲ့အတူတူနေစရာမလိုဘူး။မင်းနောက်ထပ်ဒုက္ခရောက်စရာမလိုတော့ပါဘူးကွာ။ဘသူမှလည်းမင်းကိုလာမနှောက်ယှက်တော့ဘူး။ရှားပါတဲ့တတိယကျွန်တော်ရှိနေလို့အကိုနဲ့အမတို့ပြဿနာဖြစ်နေတာဒီအိမ်ကနေထွက်သွားတာပိုကောင်းပါတယ်ဗျာ ကျွန်တော်ဒီအိမ်နဲ့ထပ်ပြီးမပတ်သက်တော့ပါဗျာကျွန်တော်ကြွေးမွေးပြုစုလာပေးတဲ့အကူနဲ့မအောင်ကျေးဇူးအများကြီးတင်ပါတယ်ညီညီတယောက်စိတ်အရန်ထိခိုက်သွားတဲ့အတွက်အိမ်ထဲကနေထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်ပြောဆိုပြီးနောက်သူလည်းအိမ်ထဲကနေလဲထွက်လာတယ်ကြံခဲ့တဲ့တထေးလင်များနှစ်ယောက်ကတော့တယောက်ကိုတယောက်အရှုံးမပေးဘဲရှံဖြစ်နေကြတယ်ရွှက်တွေကြာလာတော့ညီညီမစားရမတော့မှဆိုးရတယ်တထေးကသူ့ကိုလိုက်ရှာတယ်သူဘလောက်ပဲရှာရှာမတွေ့ပါဘူး ဒါပေမဲ့ရှုံးမပြီးပဲနေ့တိုင်းညင်းကြီးကိုလိုက်ရှာတယ်။လိုက်ရှာနေရင်နဲ့မောပန်းလာပြီးတစ်ပင်တပင်အောင်မှာထိုင်နာနေတော့လူတယောက်တစ်ပင်ရိတ်အောင်မှာခွေခွေလေးအိတ်နေတာကိုတွေ့တော့အမြင်ပြေးသွားကြည့်တယ်။အဲ့ဒီလူကတော့သူတတော်လေးကိုရှာခဲရတဲ့ညင်းကြီးဖြစ်နေပါဗျ။အဲ့တော့တထေတဲ့ညင်းကြီးကိုပြန်တွေ့ရလို့အယံကိုဝမ်းသာသွားတယ်။ညင်းကြီးကငါမင်းကိုနေရာဆောင်အောင်လိုက်ရှာခဲ့ရတာမင်းကဒီမှာလာပြီးအိတ်နေရ ው ။ဒါပေမဲ့ညင်းကြီးအခြေအနေကမကောင်းပါဘူး။ သူဘာမှမစားရမတော့ရတာကြပါမို့အာနေပြီးနေမကောင်းဖြစ်နေတာပါတတိယသူ့ကိုဆေးရုံခေါ်သွားဖို့လုပ်နေပေမဲ့သူကတားလိုက်တယ်သူ့အခြေအနေကဆေးရုံသွားလည်းမသက်သာနိုင်တော့ဘူးဆိုတာကိုသိနေလို့သူ့မှာနောက်ဆုံးရှိတဲ့အင်အားနဲ့ဂျေဆုရှင်ကိုစကားပြောလိုက်တယ်တတိဒီဘဝမှာတတိလောက်ကျွန်တော်ပေါ်ကောင်းတဲ့သူမရှိခဲ့ဘူးပါဦးဒီဂျေဆုတွေကိုကျွန်တော်တသက်လုံးမမေ့ပါဘူးဗျာညီညီအားငါမင်းစီကနေဘာကိုမှမမျော်လင့်ပါဘူးအခုတော့မင်းဆေးရုံသွားလိုက်ပါ ငါမင်းကိုပြန်ကောင်းလောင်ကုပေးမယ်။ပြီးရင်တခြားနေရာခေါ်သွားနေမယ်။မင်းအမလိုလူနဲ့ထပ်ပြီးတော့တူတူမနေစေရပါဘူးကွာ။တတိယကျွန်တော်ဒီတသက်ကုသိုလ်လုပ်ခဲ့တာနဲလုံးလို့ထင်ပါတယ်။သူများတွေလိုမပြောရှင်းနိုင်တော့ပါဘူး။ပြောဆိုပြီးနောက်ညီညီတယောက်တတိလစ်သွားတယ်။တတိယလည်းညီညီအဖြစ်ကိုကြည့်ပြီးတော့ဝမ်းနည်းနေပါတယ်။သူ့မိမကြောင့်ညီညီတယောက်ဒီလိုအသက်ဆုံးရှုံးရတာဆိုပြီးမိမဖြစ်သူကိုဒေါသထွက်နေပါတယ်။ညီညီကိုတနာတဲ့စိတ်ကြောင့်သူ့ရဲ့အလောင်းကိုယူက ကြီးကျယ်ခန်းနာတဲ့အတုပခန်းနာကိုပြုတ်လောက်ပေးတယ်။မိမဖြစ်သူကတော့လမ်းပေးရောက်လာတဲ့ကောင်းဝများ။ဒါအရင်ကတော့မှအလောက်မချစ်ဘူးဆိုပြီးပြည့်တိန်ပြောဆိုနေတယ်။ကိုကအရာလားပါလားမသိတော့ဘူး။ဘေရကလေးမမသိကောက်လာပြီးကြွေးမွေးထားတယ်။ဘာကောင်းကျိုးမှမရှိတဲ့ကောင်း။အခုလည်းအတုပတွေလှုပ်ပေးနေပြန်ပြီ။တနေ့တနေ့ပြဿနာပဲရှာလာပေးနေတာ။ဘာအောင်များဝမ်းနည်းနေသေးတာလဲ။ဒီမှာမိမငါတို့အိမ်အောင်ကြပါပြီဆိုတဲ့ကဒီအိမ်ရဲ့စီးပွားရေးကိုငါတယောက်တည်းရှာလာတာ။ ြီးအိမ်ုံငါဆောက်လာတာတနေ့တနေ့မင်းကဘာရီရှာတက်လို့လဲစယူတဲ့ကမင်းကစီအုတ်တဲကိုတခုနဲ့လာခဲ့တာလေမင်းမပါပါလာခဲ့လို့လဲငါကိုယ်တိုင်ဆောက်ထားတဲ့အိမ်မို့ဘသူ့နေခိုင်ခိုင်ငါကိစ္စပါမင်းလာပြီးဝင်းမရှုံနဲ့တကားမှမိမအပေါ်မှာလေတံမမနဲ့မပြောတတ်တဲ့သူမိမသဘောသားအတီးကထားတဲ့သူကအဲ့လိုပြောလာတော့သူ့မိမလည်းတော်တော်လေးကိုထိတ်လန့်သွားပါတယ်ကောင်းပြီလေမင်းနဲ့ငါအခုအားစပြီးကြွားရှင်းမယ် ငါရှာဖွေခဲ့တဲ့ပြည်စည်းဥစ္စာနဲ့အမွေတွေအကုန်လုံးမင်းကိုပေးမယ်ဒီအိမ်ကိုလည်းမင်းကိုပေးခဲ့မယ်ဒါပေမဲ့မင်းငါနဲ့ထပ်ပြီးလာမပတ်သက်နဲ့တော့တထေးရလည်းတီးမခတ်နိုင်တော့တဲ့အဆုံးမိမဖြစ်သူနဲ့ကွာရှင်းဖို့ပြောလိုက်တယ်အမွေတွေအားလုံးလည်းချားပေးခဲ့တယ်သူမသွားခင်ညီညီရဲ့အလောင်းကိုတကြိုပေးလိုက်ပါတယ်သူ့ယောက်ျားဖြစ်သူအိမ်ကနေထွက်သွားတဲ့ချိန်မှာတထေးမကယောဂါစဖြစ်လာတယ်သူကဥမာကြီးခင်စာဖြစ်လာခဲ့တာကြားပါပြီသူကူးတာနေပေမဲ့ဘာမှထူးမလာပါဘူး ဆွေမျိုးသားချင်းတွေလည်းသူ့ကိုလာမကြည့်ဘူး။တားပြစ်သူကလည်းတခြားရက်ရွာမှာအိမ်အောင်ရက်သားကြပြီးမိမနောက်ကိုလိုက်နေပါတယ်။ကြာလာတာနဲ့အမျှတထိမရဲ့ပိုက်ကတဖြည်းဖြည်းကြီးလာတယ်။သူညင်ညစ်ချက်ကိုလှုပ်ခဲ့တယ်လို့ပြောလေ။သူ့ကိုလာကြည့်ပြီးပြူစုမဲ့သူမရှိတော့စားချင်တာလည်းမစားနိုင်။သူ့ကိုလာလှုပ်ကြွေးတဲ့သူလည်းမရှိတဲ့အတွက်နောက်ဆုံးထွက်တဲ့အထိသူဝစ်ကြွေးလှုပ်ခဲ့သမျှပြန်ခံစားနေရပါတယ်။ဘလို့လဲကွာညင်ညစ်အစ်စ်ထပ်လှုပ်လို့ရလား။အဆင်ပြေပါတယ်ကိုဒါပေမဲ့တိတ်နေသားမကြဘူး။ နေသားကြသွားမှာပါကွာအခုအားစပြီးမင်းကိုလာပြီးအနိုင်ကျင့်မဲ့သူမရှိတော့ဘူးတထေယာညီညီနေမကောင်းတာတွေ့တော့စေးရုံမြင်မြန်ခေါ်သွားလိုက်တယ်တကယ်တော့ညီညီသေးသွားတယ်ဆိုတာကတထေရဲ့လှုပ်ဆက်ကြီးပါညီညီကိုသူ့မိမရှိရနဲ့ခြေရာဖြောင်းနိုင်ဖို့အတွက်အခုလိုလုပ်ခဲ့ရတာပါဟုတ်ကဲ့ပါရှင်ဇလန်းလေးရလည်းပြီးဆုံးသွားခဲ့ပါပြီအခုလိုမျိုးဇလန်းတွေသဘောကျတယ်ဆိုရင်တော့ကျမတို့ channel ကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်အားပေးနေတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်နော်